အားလုံးပဲမင်္ဂလာပါရှင်။ဘူတင်ဒီနေ့ဖတ်ပြပေးသွားမယ်ဝိထုတူလေးကတော့ဆီယမကျူရီတခဲ့တဲ့နိုင်ပြင်းစီယာဤအိမ်နီးချင်းဆိုတဲ့ဝိထုတူကလေးပဲဖြစ်ပါတယ်။ဒီဝိထုတူလေးကိုဖတ်မပြပေးသေးခင်နေ့မှာဘူတင်တို့ရဲ့ audio channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဘီနာကခေါင်းလေးကိုနှိပ်ကနားဆင်အားပေးကြပါအောင်နော်။ တာမန်အားဖြင့်ဆိုလျင်တော့နိုင်တလုံးကိုသူမမုံတက်ပါသို့တော့ဤကိစ္စမှာတော့လွန်လွန်သည်သူဤအိမ်သို့ပြောင်းလာကစားကတော့နိုင်ပြင်စီရနှင့်အိမ်ချင်းကက်လျက်ဖြစ်သောကြောင့်ဝမ်းသာခြင်းနဲ့ခဲ့သည်သူမမကြခဏပြတ်တက်သောသပွဲတင်နိုင်တလုံးရှိသောကြောင့်ဖြစ်သည်။နောက်ပြီးနိုင်ပြင်းစီရဤဂုံတိတ်ခါကိုလည်းသဘောကျသောကြောင့်ဖြစ်သည်။နိုင်ပြင်းစီရသည်ဘဝတွင်နိုင်ပြင်းခြင်းနှင့်ဖျားရှိခိုးခြင်း တရားစာယူခြင်းမှတပါမိသည့်အလုံးမှမလုပ်သူဖြစ်လိမ့်မည်။သူရောက်သွားတိုင်း나이တခုခုကိုကင်တွယ်ပြင်ဆင်လျက်သားသို့မဟုတ်တရေဖုံးဘာသာရေးစာအုပ်တခုခုကိုဖတ်လျက်သားတွေ့ရသည်။나이ပြင်ဆင်ရာကပြဿနာမဖြစ်ပါသူ나이များကသာပြဿနာဖြစ်နေ၏။나이ပြင်ဆင်ရာ၏အိမ်တွင်စပွဲတင်나이မျိုးစုံတိုင်ကက်나이မျိုးစုံရှိသည်မှာတဘာဝကြသောဖြစ်ရတခုဟုသူလက်ခံသည်။သို့သော် သူ့အိမ်နဲ့နိုင်ပြင်စီယာအိမ်မှာဆန်စီရောတလွာသာချလေးရဲ့ဟိုဘက်ဒီဘက်ကနေဒီကဘလို့မှပြင်စီရမရတော့တည်ရှိမှုတစ်ခုဖြစ်၏ထိုတည်ရှိမှုကြောင့်ဖြစ်ပေါ်လာသောသူဒုက္ခမှာသူအေးပြည့်ခြင်းပင်ဖြစ်သည်ဟိုဘက်အိမ်ကနိုင်များသည်သူ့ကိုအကြီးကျယ်သောအနောက်ရှက်မပေးကြသို့သောနိုင်တဲ့မျိုးစုံကြားနေရခြင်းသည် နှစ်30ကျော်ဒုက္ခပေးခဲ့သောသူ့မိမ္မာဤဟောက်တန်ထပ်ပြီးနောက်ရှက်လေးရှိသည်ထရန်တစ်ချက်စီတာကာထားတဲ့အတော့ကြောင့် ဟိုဘက်အိမ်မနာရီတမ်းများသည် သူ့အိမ်ထဲသို့အစီအတာမရှိဝင်ရောက်လာသည်။ရောက်ခါစတုန်းကဆိုလျင်လေးငါးညခန့်အိယာမနုနုတက်လာသည်။နိုင်များသည်တမြိုင်တက်ထဲမမြည်ကြပဲတမိနစ်သို့မဟုတ်မိနစ်ဝက်ချပြီးမြည်ကြသဖြင့်နိုင်ခုနှစ်လုံးရှစ်လုံးဤဇက်တိုက်မိသားမှအသက်ရှည်ကြီးဖြစ်နေတော်သည်။သူညံမိသလောက်စဉ်းစားကြည့်သမျှတော့ နာယီတွေအချိန်မှန်လျင်ပြိုင်တူမီကြလျင်အကြအာယုံကိုခဏပဲနှောက်ရှက်ပေးလိမ့်မည်။ဤကိတ္တနှင့်ပတ်သက်၍သူဆွေးနွေးကြည့်ဘူးသည်။ခမည်းနာယီတွေကပြင်လဲဆမှုနဲ့တူတယ်။မိနစ်နည်းနည်းချာပြီးထိုးကြတယ်ဗျ။ဒါဟာနာယီမမှန်တဲ့သဘောမဟုတ်လား။တကယ်လို့စံတော်ချိန်နဲ့သာကြိုက်ညီရင်တို့အခါနိုင်ပင်ဆရာက ခလေးတယောက်ကို စိတ်ရှည်လက်ရှည်ရှင်းပြတော်မူမျက်နှာပေးဖြင့်ပြုံး၏မဟုတ်သေးဘူးဗျ ကျုပ်အနေနဲ့ဘယ်နိုင်ရီကဘလောက်အလုံးလုံးတယ်ဆိုတာသိဖို့လိုတယ်။ကျုပ်ကနိုင်ရီရဲ့ထိုးတန်ကိုခွဲခြားပြီးသိတယ်။အတန်အနည်းအမြန်အတို့အကျဲရောနိုင်ရီအချိန်မှန်မမှန်ကိုရောအမြဲစောင့်ကြည့်ရတာကိုဒီတော့နိုင်ရီတွေကို တမင်အချိန်ခြားပြီးတိုက်ထားတယ်လေ။ဒါမှကျုပ်ထိုင်ရာကထားမကြည့်ပဲဘယ်နိုင်ရီကတန်ပတ်နေနေပြီလဲ။ဘယ်နိုင်ရီကစမ်းချီမကောင်းဘူးလဲ။ဘယ်နိုင်ရီကထိုးစက်မကောင်းဘူးလဲခွဲခြားပြီးသိရမှာပေါ့။ တေးလိုက်ပါတော့ကွာဘလောက်ယထာပူရကြတော့နှောက်ရှက်မှုတစ်ခုပါလေသူရင်မောလေးရဲ့လက်ခံခဲ့ရသည် နောက်ပိုင်းတွင်လာအနေငယ်ကြမှာတော့နိုင်ဤတမ်းများ နေနေသားတကြဖြစ်သွားလေတော့သည်နိုင်ဤတမ်းများသည် သူအတွက်တာယာသောအိယာဝင်ဂီတတန်စင်များလို့ဖြစ်လာသည် လေတိုက်ခိုက်မှုနှုံကိုလိုက်၍နိုင်ဤတမ်းအတိုးအကျယ်ပြောင်းလဲလာသောအခါ ထိုအတန်းများသည်သူအတွက်နားထောင်၍ချိုးမြသောဂီတတန်းများဖြစ်လာ၏နိုင်ပြင်းစရာနှင့်အိမ်ကြီးချင်းဖြစ်ရခြင်းကြောင့်ရရှိလာသောဒုက္ခတွေတွင်နိုင်ပြင်းဖို့လူကြုံပေးခံရခြင်းသည်လည်းပါဝင်၏လက်ပတ်နိုင်လိုစပွဲတင်နိုင်လိုဝင်းမကျဲလာသောနိုင်မျိုးဆိုလျင်ပြဿနာမဖြစ်တော့လဲတိုင်ကက်နိုင်လိုជីជីမမဝင်းတော့ဝင်ဖို့မျိုးကြတော့သူ့နေနေကူညီဖို့တော်တော်စဉ်းစားယူရသည်တိတ်မရင်းသည့်သူများဆိုလျင်တော့ အကြောင်းပြချက်တစ်ခုခုပေးကခက်ပြုံပြုံညင်းဆန်နိုင်သည်သို့သောအလွန်ခင်မင်းရင်းနှီးသောမိတ်ဆွေဆိုလျင်သူအာနာပါနာလက်ခံ၍လူချုပ်ပေးသောပစ္စည်းကိုသင်ယူလာရတော်သည်ကံကောင်းအကြောင်းမလစွာပင်ဤနိုင်ပင်စီရသည်ဤမြို့ပေါ်တွင်တိုင်ကန်နိုင်များကိုပြန်လဲပြင်ဆင်ခြင်းရောင်းဝယ်ခြင်းတို့၌အပိုင်နိုင်အကျွမ်းကျင်ဆုံးဖြစ်နေပေသည်သူနောက်ဆုံးတည်ပေးခဲ့သည်မှာအလွန်စိတ်ညစ်ညူးဘွယ်ကောင်းသောတိုင်ကန်နိုင်တစ်လုံးဖြစ်သည် အီနာယီဤနောက်တွင်မိသည့်နိုင်ကိုမှလူကြုံအဖြစ်မသိရတော့ပေထိုနေ့ကသူတည်ခဲ့သောနိုင်ကြီးမှအတော်ကြီးဤသူစိတ်အထင်သော နိုင်ဤအရှိမှနှစ်ပေခွဲလောက်ရှိမည်တကယ်တော့နိုင်ကြီးသည်သုံးပေနီးပါးရှိသည် နိုင်ဤမျက်နှာပြင်ဒိုင်ဘက်ကအဝိုင်းကြီးဒိုင်ခွက်ဤဘေးပောင်ကို ရှင်နာကြီးဗဟုကံပုံစံဖြစ်အောင်တည်သားပြကိုထားသည်ကနန်းကွက်များမှာရောမကနန်းများဖြစ်သည် လက်တံအရှိနေလက်တံအတူမိနစ်လက်တံနေနိုင်လက်တံမှာဘဟုမပြုတ်ကြနေပြီးနိုင်တိုင်ခွက်နေမှန်ဤအကြတွင်နိုင်လှောက်ရှားအတိုင်းတကြောင်ကြောင်မြည်အောင်နေရရွှေရှားလျက်ရှိသည်နိုင်အိမ်ကတော့ချိန်သီးအိမ်အထိတဆက်ထဲလေးတာအရှိကြီးဖြစ်နေသည်အနစ်နဲ့အလားလားမပြုတ်မပြင်းမမိုးမမှန်ပဲထားပုံမျိုးဖြင့်나이အိမ်တစ်သားအယောင်မှာခက်မွဲမွဲဖြစ်ပြီးဖုန်တက်နေသေးသည်။ဤကြီးမလာသော나이ကို လူကြုံပြီးလိုက်တော့မိတ်ဆွေအားသူကြိတ်၍ကျိန်ဆဲမိလိုက်သည်အိမ်ပြန်ရလန့်ဤခရီးတဝက်၌ဖြစ်ပါသည်ခုံလျှော်အိတ်အဖြူဖြင့်တည်တည်အပ်တတ်တတ်ထုပ်ပိုးချီနှောင်ပြီးလိုက်တော့နိုင်ကြီးသည် လူအရှုံဆုံးနေရာဖြစ်သောရုပ်ရှင်ရုံရှိသို့ရောက်တော့အတန်ကျေလောင်စွာထိုးတော်သည်ပထမတော့မျောလိမထသောအနီးကပ်အတန်ကြီးကြောင့်သူလမ်းဖြတ်သွား၏။သို့သော ပထမဆုံးအတန်မပြောင်းမီပင်အင်နာဂျီကြီးမှဖြစ်ရမည်ဟုသူသိလိုက်သည် အတန်ကြီးကကြီးမကျေလောင်လာသည်ထို့အပြင်အကွဲကွဲအကြီးဖြစ်သည်ထို့ချိန်မှာညနေ9:00နာရီမခွဲမီ10မိနစ်အလိုခန့်ဖြစ်သည်ဘလို့နာရီအမျိုးသားများအတန်မမီတင်းတင်းအချိန်ဖြစ်သည်ထို့ကြောင့်လည်းသူအံ့ဩတုန်လှုပ်သွားခြင်းဖြစ်၏သို့သောဤနာရီကြီးပြတ်နေပေသည်လက်ဖက်ရည်ဆိုင်မှလူများရုပ်ရှင်ရုံရှိမှလူများဤစိတ်ဝင်တစားအကြည့်တို့ကြောင့်သူမျက်နာပူနွေးကရှမ်းရွံ့သွားမိလေသည် သူသူဆွဲလာတော့လက်ကင်ခွင်းတက်ဂုံလျှော်အိတ်ဖြူကြီးတဲ့တွင်အီနာယီကြီးပါမှန်မတီသူ တို့အဖို့မူဤတန်သည်ထူဆန်းအံ့ဩဖွယ်ရဖြစ်နေ၏တို့ထက်ပို၍ထူဆန်းသည်မှာသူချေတလန်းလှန်တိုင်းနိုင်ကြီးကဒုံကနေအတန်မြင်နေခြင်းမဖြစ်၏သူချွေးပြန်လာကရောင်မားစွာချိန်လန်းရက်တလိုက်သည် ထိုချိန်တွင် ခုနှစ်ချက်ခန့်ကျဲလောင်စွာအော်ပြီးပြီးသောနိုင်တန်သည်ရက်တန်သွားသည်အင်း ဒါဟာငါခြေလန်းလှူရှားမှုကြောင့်အထဲကဆက်တွေကကပြောင်းကပြန်ဖြစ်သွားတာများလားဟုပထမဆုံးကြောင်တောင်တောင်တွေးမိသွားသည်ရှေ့ဆက်ပြီးလမ်းလိုက်လျင်ဒါကြီးကထပ်ပြေးမိုံမလားထိုချိန်တွင်သူချေတလန်းလမ်းဖို့တော်တော်စဉ်းစားယူရ၏လူအလုံးသူ့အာဝိုင်းကြည့်နေကြသောကြောင့်မလုံမလဲအတွေ့ဖြင့်စိတ်ကျဉ်ကျလျက်ရှိသည်အိုကွာငါခြေလန်းလှမ်းလို့နိုင်မီတော့ရောဘာဖြစ်သေးလဲနိုင်တလုံးဟာသူမြင်ကျင်တဲ့အချိန်မှာအတန်မြင်ခွင့်ရှိတာပဲ။ ညနေ9နာရီပြင်မဲ့ခုနှစ်ချက်ထိုးတော့ဘာဖြစ်သေးသလဲရှစ်ချက်ထိုးတော့ရောဘာဖြစ်သေးလဲအခုလိုရက်လိုက်တာမှလူတွေအတွက်စိတ်ဝင်စားစရာဖြစ်နေအောင်မယ်သူအတင်း၍ခြေလမ်းစရွေလမ်းသည်ထိုးချိန်မှာပင်ဒုံကနေကျေလောင်သောထိုးတန်ထွက်ပေါ်လာသည်သူထူပူတုံလှုပ်သွားကခြေလမ်းတုံကနေရပစ်လိုက်၏ထိုးချိန်မှာပင်နိုင်ီတန်ကလည်းရက်သွားပြန်လေသည်နောက်ထပ်ခြေလမ်းလှမ်းလျင်မယုံမလားမသိမဖြစ်ဘူး ဒီနိုင်ရန်ရက်သွားအောင်လုပ်ဖို့တနည်းနည်းတော့ရှိရမယ်။သူသည်တမန်နိုင်တလုံးကိုလှည့်ဖြားရန်အကြံရသွားသည်။ထို့နောက်ဂုံရှော့အိတ်ကိုဖွင့်ကအထဲမှအေယာမနိုင်ကြီးကိုခဲခဲရင်ရင်ထုတ်ယူလိုက်၏။ထို့နောက်နိုင်ဤအချိန်သေးအိမ်ပေါ်ကအပေါ်ကိုရောက်နေပြီးနိုင်ဤမျက်နှာပြင်အဝိုင်းကအောက်ရောက်သွားအောင်နိုင်ဤကိုဇောက်ထိုးထည့်ပြလိုက်သည်။အထဲမှာထဲထားသောကြေးချိန်သည့်အပြာဝိုင်းကြီးဤလှုပ်ခတ်တိုက်ခတ်သံခဏကြာရပြီးနောက်အတန်ငြိမ်သွားသည်။ကိုင် ီထဲကဆက်တွေပြောင်းပြန်ဖြစ်ကုန်ပြီဒါကြီးလဲအတန်မြီတော့မှမဟုတ်ဘူးသူသည်ဇောက်ထိုးဆွဲထားသောနိုင်ကြီးကိုငုံမကြည့်ရဲပဲခြေလမ်းကိုစတင်လှမ်းလိုက်သည် သူလင်းကားလှမ်းခံလှမ်းပြီးလိုက်ချိန်မှာပင်ကျေလောင်သောမြည်တန်းသည်ဇက်တိုက်ပေါ်လာလေတော့သည် သူမျက်နှာရှုံ့မဲ့သွားပြီးနောက်တယောက်တည်းရှက်ရဲရဲမိတော့ဤထိုနိုင်ကပေးသောဒုက္ခသည်ဤချိန်ကလေးကစတင်ခဲ့ပေသည် သူသည်ပင်စင်ယူပြီးကြတဲ့ကနနက်9နာရီမှညနေ9နာရီအထိမြို့ထဲကစီရင်သားရစည်းကြီးတွင်ကုံ6ဆိုင်သွားဖွင့်ရောက်နေသူဖြစ်သောကြောင့်ဤနာရီသည် သူ့အာညာကြမှာဒုက္ခပေးလေသည်အခြားနာရီပေါင်းများစွာဤမိတန်ထိုးတန်နေသူယင်းဤကျောင်းဝင်ပြီးဖြစ်တော်လဲဤနာရီကြီးအတန်ကိုတော့သူဘလို့မှသိညိခံရမရနာယီပြင်ဆရာနဲ့အိမ်ကြီးချင်းဖြစ်ပြီးကလေးကနာယီပေါင်းများစွာဤထိုးတန်ကိုသူကြားဘူးလားပြီး အီနိုင်လာအောက်ကနီအာတံမျိုးတခါမှမကြဘူးပဲနိုင်ပြင်ဆရာကြီးအိမ်ရှိအချို့နိုင်များသည့်ဒင်းဒင်းဟုအတံမီဤတချို့ကဒေါင်ဒေါင်ဟုအတံမီသည် တချို့ကတိန်တိန်ဟုအတံခက်တိတိမီသည်တန်ဆုံနိုင်များလည်းရှိသည်ဂီတအတံလုံးအတံအနေမြင်ဖြင့်တတော်နာထောင်ကောင်းလာသည် သို့သောအီနိုင်ကြတော့ဒုံငနေအတံမီသည်ဒီပုံကလည်းတစ်မျိုး တုံသောအတိုင်းနောက်တွင်ဂျိရိဂျိရိဟူသောတုံတန်တစ်ခုပါသည်ဤသူသောဤနိုင်တန်ကြားလျင် သွားကျိန်လာသည်ဖေနိုင်ငံကများဤနိုင်မျိုးကိုတီထွင်လိုက်ပါလေအတန်ကတော့တော်တော်မှန်ထံပြီးကျေလောင်သည် တော်ယုံသွေးကြောင့်သူဆိုလျင်တိတ်ဆိတ်သောညမှာထိုအတန်ကြားနှလုံးတုံရင်ခုန်သွားနိုင်သည်သူသည်ဤနိုင်ကြီးကိုနိုင်ပြင်စီအားကိုစားပေးအပ်ပြီးသည်နောက်တပတ်တီတီပလိုးမှနှင်းနှိမ့်ချိုက်ချိုက်အိမ်မပြောတော့ခြင်း ။တညနေမှာသူဤသစ်ပင်များရေလောင်းပေါင်းတင်မျက်နှုတ်ချင်းချင်းကိုဖြတ်၍နာယီပင်ဆရာ၏အိမ်သို့သူကူးသွားလိုက်သည်။သူအားအတန်ဖြင့်နှိမ့်ဆက်နေသေးသောသူမှတ်မိနေသည့်နာယီကြီးမှာ အလုံးတဲတွင်အကြီးဆုံးနေရန်တွင်မမကြီးချင်းလျက်ရှိသည်။နိုင်အိမ်တသားမှာအညိုရင့်ရံစေးတုတ်ထားပြီးတိုင်ခွက်ကလည်းဖြူခွေးကတစ်လွင်တောက်ပနေ၏။အင်းဒါကြီးကိုပြင်ဆင်မုံမှန်ပြီးပြီပေါ့။နေကောင်းရဲ့လားဗျာ နိုင်ပင်စရာသည်သူ့ကိုတွေ့တိုင်းနေကောင်းရဲ့လားဟုပဋိသန္ဓရစကားဖြင့်နှုတ်ဆက်လိရှိတော်လဲဤအိမ်ပြောင်းပြီးမှသူတစ်ခါမှမဖျန်းနာဘူးမန်နိုင်ပင်စရာသည်ပါသည်ကောင်းပါတယ်ဗျာညအိမ်မပြောတာတခုပဲဟုသူဆက်ပြောခြင်းသေးတော်လဲပြောမထွက်ပေသူကဟိုဘက်အိမ်ကနေအေးပြက်နေရလျင်နိုင်ပင်စရာအဖို့မိတို့ရှိမီနီဟုကိုချင်းစားလိုက်တော်ကြောင့်ဖြစ်သည်ဟိုနိုင်ကြီးကအတန်တော်တော်ကျယ်တယ်နော်ဟုသူစကားစားလိုက်တော်အခါ နိုင်ပြင်းစရာကဂုံယူဝင့်ကြွားဟန်ပြင်းကောင်းငိအေးဗျခမားတယ်လာတဲ့နိုင်ကြီးလေသူ့ထုံးဆက်တန်ချောင်းတွေကတော်တော်တန်ပြီးတုတ်တယ်ဗျအတန်မာတာပေါ့ဗျာအဲ့ဒါဘယ်နိုင်ငံကလုပ်တာလဲနိုင်များကိုတိတ်ဆိတ်ဝင်စားသူသူ့ထံမှအီးမေးခွန်းကိုကြားရတော့အခါနိုင်ပြင်းစရာကမျက်ခုံးပင်ကြီးကသဘောကျတော့ဟန်တူပါသည်အမေရိကန်ပေါ့ဗျာအံ့ဩစရာပါပဲသူသည်အမေရိကန်ပြည်ထောင်စုကိုရခင်ကအလွန်အထင်ကြီးခဲ့သည် ယခုတော့တိုင်းကန်နိုင်ဟီတလုံးကြောင့်အမေရိကန်နာမည်ပြည့်ရပြီတော့မြည်အင်းလေနှစ်ပေါင်းများကတာပြီးနောက်အီနိုင်ဟီဒီနဂိုတိုင်းပစ္စည်းကြီးမြို့သူဖြစ်နိုင်မည်နီမြန်မာပြည်တွင် ပြုလုပ်ဖန်တီး၍ပြင်ဆင်ထည့်သွင်းသောပစ္စည်းရောမဖြစ်နိုင်ပေဘူးလားဆက်သောမတ်အမျိုးစားပြတိတ်ကောင်းနေခိုင်နေဟိုတုန်းကနာမည်ကြီးပေါ့ဗျာရွှေစည်းအစိတ်တုံးက90ပေးရတဲ့နိုင်အမျိုးစားပြအီနိုင်ပင်စရာကြီးအစ်စ်မသူနိုင်များသူမဟုတ် သူကိုယ်တိုင်ပြည့်စင်ရသောနိုင်များကိုတံပိုးပြောပြတိုင်းရခင်နှစ်ပေါင်းများစွာကရွှေတကြက်သားစီဖြင့်နှိုင်းရှင်နေရှိသည်ဟောဟိုခမရနောက်ကနိုင်ကိုကြည့်အဲ့ဒါဂျာမနီနိုင်ငံကလုပ်တာသူနောက်လဲကြည့်လိုက်တော့သူနောက်နေရမှာမင်းကိုတီယံဖြော်ဖြော်နူနူလေးတောင်နိုင်တလုံးကိုမြင်ရသည်တိတ်အတန်တာတဲ့နိုင်ကျောက်ကင်ဘူးသမျှတန်ဆုံနိုင်တွေထဲမှာတော့အကောင်းဆုံးပဲ နိုင်ရီတိုင်ခွင့်မျက်နှာပြင်မှာငွေရောင်ဖြစ်ပြီးမောင်ကိုနှင့်ညီများဟိုခန့်ထဲသောမြန်မာစလုံးပါသည်မောင်ကိုဟုတ်လားဂျာမနီဆိုပြအေးလေဒါကမြန်မာနိုင်ငံမှာရောက်မှရေးတဲ့နာမည်ဖြစ်မှာပေါ့ဂျာမနီကုမ္ပဏီနဲ့ဆက်သွယ်ပေးတဲ့မြန်မာကုမ္ပဏီနာမည်ဖြစ်ခြင်းလည်းဖြစ်မယ်လေတကယ်တော့ဒီနိုင်ရီရဲ့ဆက်မှာဂျာမနီလို့ရေးထားတာပဲသူတိတ်နှစ်သက်သောတန်ဆုံတိခတ်မှုမှာအီနိုင်မှဖြစ်လိမ့်မည်ဟုသူမှန်းကျစားချိန်မိသည် ချိန်သည့်အိမ်ရှိမှန်က တူကောင်းပြီးရှေးကကြီးမှန်ပြုလုပ်သောနိုင်ငံသားမှန်အမျိုးသားဟုထင်သည်အထက်ကချိန်သည့်မှာတတ်ထူရောင်လက်နေပြီးဖြေးလေးစွာလွှဲရနေ၏ဒီကောင်က15မိနစ်တခါထိုးတာလေတေးကြသည် သူအနှစ်သက်ဆုံးနိုင်မှအိနာကြီးဖြစ်ပေသည်ဘသူနိုင်လဲဗျကျောင်းဝယ်ထားလိုက်တာဗျနှစ်နှစ်ရှိပြီ900နဲ့ဝယ်ထားလိုက်တာသူအံ့ဩသွားသည် ပုံစံခက်ဟာဟောင်းရှိကတိုင်ကန်နိုင်တလုံး ိုးရတန်ဖိုးရှိမှသူမသိခဲ့ပေဈေးများလှကြည်လားထိုအခါနာယီပင်ဆရာက သဘောကျစွာရည်ဤဒီနာယီကို2000နဲ့လာဝယ်တဲ့သူရှိတယ်ကျုပ်ကမရဘူးတန်ဆုံနာယီချင်းရှင်ရင်လဲသူကတာတယ်ဒီကအတန်က အခုခေတ်ဂျပန်တန်ဆုံနာယီထိုးတန်လေးလို့ကလက်တက်တက်မဟုတ်ဘူးခံညာတယ်သူတအောင်တအောင်ပြုံးမိသည်အခုချိန်ဒီနှစ်နှစ်ရှိပြီတခါမှပြန်မပြင်းရသေးဘူးသူ့ထိုးစဲချောင်းတွေကကျေးချောင်းတွေလေတန်ချောင်းမဟုတ်ဘူး တန်ကြီးမတက်ဘူးအတန်မပါဘူးလှိုင်တန်ပေါက်ပြီးကြည်လင်နေတယ်။ရွှေစည်းအစိတ်တုံးကတရအစိတ်ပေးရတဲ့နိုင်ကြီးပဲခမညာခမညာစဉ်းစားကြည့်လေအခုရွှေစည်းနဲ့များတွက်ကြည့်လိုက်စမ်းပါအောင်ဘလောက်အဖိုးတန်တလဲဆိုတာဤလူသည်နေမြစွာပြောင်းလဲတွတ်တက်လာသောစက်မှုသိပ္ပံပညာကိုထဲတွားဟာမတူပဲဤကိစ္စထက်အရေးကြီးသည်မှာအတန်ကျဲလောင်လွန်းသောအမေရိကန်နိုင်ငံကြီးဤပြဿနာဖြစ်သည်အဲ့ဒီအမေရိကန်ကြီးကပြင်ပြီးသွားပြီလား ပြန်ယူရင်တော့သူ့ဟာသူလာယူပါစေဗျာကျွန်တော်အဲ့ဒါကြီးနဲ့နောက်တစ်ကြိမ်လမ်းမှာဒုက္ခမရောက်ချင်ဘူးတွယ်ခိုင်နိုင်ပြင်စရာကပြုံး၏ကျုပ်အဲ့ဒီနိုင်ကိုဝယ်လိုက်ပြီဗျပြင်ကမတက်နိုင်လို့ငွေလဲလိုနေလို့ဆိုပြီးတနေ့ကပဲကျုပ်ကိုအပြီးရောင်းသွားတယ်လေကြည်စမ်းမအောင်ဗျဘလောက်ကြီးမှခံရလိုက်တယ်လို့မြတ်စွာဘုရားလက်ဆက်တော့ဤနိုင်တန်ဤဒုက္ခကိုသူတစ်သက်လုံးခံစားနေရတော့မှာပါလားသူလုံးဝစကားမပြောနိုင်ပဲငိုင်ကြသွားတော့သည်ထိုချိန်မှစ၍ ဤအမေရိကန်နိုင်ငံကြီးသည်သူအားညစေအနှောက်ယှက်ပေးလေသည်ဒီအတန်ကြီးနဲ့နိုင်ပြင်းစရာဘယ်နဲ့လှုပ်ပြီးအိပ်ပျော်ပါလဲအင်းလေသူကအသက်80ကျော်အဖိုးကြီးပဲနားလေးနေရလဲဖြစ်နေတာပေါ့အင်းနိုင်တန်ကတော့သူတို့တရက်ကွက်လုံးနိုင်ထားကြည့်စီရမလို့အောင်အတန်မီလာသည်မန္တလေးမြို့တော်ခမ်းမမနိုင်ထိုးတန်လို့တာယာသောဂီတတန်ဆိုလျင်တော့ပြောစရာမရှိပါယခုတော့အကွဲတန်ကြီးတုံကနေမိပြီးသွားတယ် နောက်ဆက်တွဲခြေရစ်ခြေရစ်အတန်ကြီးမှာသူအားတော့ချင်းစီပေသည်ရမလာသူချင်းကလာသည်တိုင်အောင်သူအားအီနာရီကအနောက်ရှက်ပေးစေသူအေးမဝပဲနိုးလာစေသူအေးမဝပဲနိုးလာရပေါင်းများလာတော့ကသူမလှူရှားခြင်းတလို့လို့ညောင်းညာနာခြင်းတလို့လို့မူးဝိန်နောက်ကြည့်တလို့လို့ဖြစ်လာရသည် မကြခဏစေကန်းတော့ပြပြီးစေထုခံရသည်ခမရအဲ့ဒီနိုင်ကြီးကိုပြန်ရောက်မယ်ရောစိတ်ကူးသေးလား ဟာရောင်းမှာပေါ့ဗျာကျုပ်အတွက်ဟောဟိုတန်ဆုံနိုင်ရှိနေရင်ပြီးရောသို့တော့ဤမြကြီးလေးကြီးမလေးလန်တော့ပုံစံခတ်တုံတုံနိုင်ကြီးကိုအတန်မကြားရဘဲနဲ့တော့ဝဲယူခြင်းသူရှိမှာမဟုတ်ဟုသူလန်ရည်သည် သူထင်းသည့်အတိုင်းပဲအိနာယီကြီးသည် နိုင်ပြည်ဆရာ၏အိမ်တွင်မမကြီးချိတ်ထားခံရစေ။ညစဉ်ဝိတရားအဖြစ် သူ့အားလေးလံသောစောင့်ကြုံတဲ့အသည့်အတန်ကြောင်ကြီးပြင်နောက်ရှန်ဆဲသာဖြစ်သည်။ ကြတော့နိုင်ကြီးကိုသူခခတိတိမုန်တီလာသည် နေစမ်းမအောင်ဤကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းရည်ဤတစ်ခုခုတော့ရှိရမှာပေါ့အကောင်းဆုံးနည်းမှာဤနိုင်ကြီးကိုရိုက်ခွဲဖျက်ဆီးဖြစ်ဖို့ပဲသူစိတ်ပေါက်ပေါက်နေတွင်းမိသေးသည်ထိုးဆက်တန်းချောင်းတွေကတာမာပြီးတုတ်တယ်ဆိုပဲအဲ့ဓာတွေကိုပြော့တဲ့တန်းချောင်းခတ်သေးသေးနဲ့လဲခိုင်းရရင်ကောင်းမယ်သို့သောဤကိစ္စသည် သူ့ဖို့တော့သူများကိုရေးကိုတာတဲ့ဝင်းစုဖတ်ခြင်းသာဖြစ်သည်ဒါဟာသူ့နိုင်မှာမဟုတ်ပဲ သို့မဟုတ်တန်ချောင်းကိုလာထုသောခြေတက်ထုဖြင့်ပြုလုပ်သည့်တူကလေးကိုအတန်သိမ့်မကျဲအောင်လုပ်တဲ့နည်းရှိခြင်းရှိမှာပေါ့ဥမာဥပမာတူကလေးကိုတင်မစေတုတ်ချင်းသို့မဟုတ်ဆက်ကိုပတ်ချင်းထို့နောက်သူ့အတွေ့သူသဘောကျကြအတန်ထွက်ရေးလိုက်မိသည်မဟုတ်သေးပါဘူးလေတိုင်ကဲနိုင်ဤတလုံးမှာဆန်နှမျိုးပါမှန်သူတည်သည်နိုင်ဤတော်တော်ဆန်နိုင်ဤထိုးတော်ဆန်ဟူ၍ဖြစ်သည်နိုင်ဤကိုတန်ပတ်ပြီးလျင်နိုင်ဤပြင်စီရသည် တိုင်ခွဲအောက်မှာအပေါက်နှစ်ပေါက်ထဲသို့တော်လံဖြင့်ထွေသွင်းလဲ့ယူ၍တံပတ်ပေးတိုင်းမြင်ဘူးသည်ထိုးဆက်တံပတ်ကိုလျင်နိုင်တန်ကြရတော့မှမဟုတ်ဘူးဤချက်ကတည်ကြသည် သူပျော်ရွှင်သွားသည် သို့သောနောက်ဆုံးတွင် သူသည်တခုတည်းသောနီလန်းကိုသာစဉ်းစား၍ရသည်ခမည်းနိုင်ကိုဘလောက်ရရင်ရောက်မလဲဗျနိုင်ပြင်ဆရာကသူ့ကိုတအံ့တအောင်မော်ကြီးကခမည်းလူချင်းလူလာဟူမိသည်အေးဗျာ သူတမအားနေလာဒီကိုနိုင်ပြေဆရာကဂယုထာမိဟံမတူပါအာရပါရပြုံးရလေရဲ့လက်ဖဝါနှစ်ဖက်ကိုခြေနဲ့စွာပုတ်တကားကောင်းတစက်စက်ညင်လေသည်ခမားယူရင်တော့ရှော့ပေးရမှာပေါ့ဗျာ250ပဲပေးပါတော်ပါသေးရဲ့ရွှေကြေးအကြောင်းမပြောပေလို့သူစိတ်သက်သာရရသွားသည်ငွေ250မှာနောက်ထပ်စီကံငါးကသွားရရင်ကုန်မှာပါပဲ။ ။ဤနိုင်ဤဝဲယူလိုက်ခြင်းအဖြစ်စေကံသွားရမည်ဒုက္ခမှလွမြောက်လျင်သူအတွက်သောခြေနှင့်နှစ်သိမ့်ဖွဲရဖြစ်ပေသည်။ခမရအိနေရမှာကျုပ်လိုက်ပြီးချိတ်ပေးပါမယ်တခါတလေနိုင်တွေကချိတ်ပုံဟန်မကြရင်မသွားခြင်းဘူးပြဒေါင်းလိုက်တက်တက်မဟုတ်ပဲနည်းနည်းဆောင်းသွားရင်ဆက်မမှန်ခြင်းဘူးကျေးဇူးကြီးမားလာပါတယ်သို့တော့ဤကိစ္စမှာသူ့အတွက်အရေးမကြီးလာပါထိုးဆက်တံပတ်ကဘယ်ဥစ္စာလဲပြဟောဒီဘက်ကဟာပေါ့ခမရတခါတံပတ်ပေးထားပြီးတပတ်လအနည်းဆုံးနေထားလို့ရတယ် သူ့တံပတ်က original တွေအဲ့ရဆက်ရဘာမှမရှိဘူးတန်တလားလည်းမမိနဲ့နိုင်ပင်စရာသည်တံပတ်ပေးပုံပေးနည်းကအစားတေချာပြသွားသည် သူသည်နိုင်တံပတ်ကိုဂယုတစိုက်ပေးသည်ထိုသို့တံပတ်ပေးရာတွင်သွားဆက်တံပတ်ကိုသာပေးလျက်ထိုးဆက်တံပတ်ကိုအမြဲတမ်းချန်လိုက်ခဲ့သည် ထို့ကြောင့်နိုင်သည် လုံးဝမထိုးတော့ခြင်းဤသို့ဖြင့်နိုင်ဤကိုဝယ်ယူပြီးတပတ်ကြာတွင် သူတက်တောင့်တက်တာအိပ်ပျော်သွားသော အချင်းကိုပြန်လဲရရှိခဲ့သည် သူဘဝတွင် သူမုံတီးသောအရာဝိတုတစ်ခုကို အပိုင်ဝယ်ယူပြစ်လိုက်ခြင်းမှာဤတစ်ကြိမ်သာရှိသေးသည်ဟုတ်ကဲ့ပါရှင်အခုတခါဖပြပေးသွားတဲ့ဝိတုတူလေးကတော့ဆီယာမဂျူရီတာခဲ့တဲ့နိုင်ပြင်ဆီယာဤအိမ်နီးချင်းဆိုတဲ့ဝိတုတူကလေးပဲဖြစ်ပါတယ်နားဆင်ပေးကြတဲ့ပေးတတ်တူချင်းစီဆိုင်နဲ့တက်ကြမယ်လို့ထင်ပါတယ်နားဆင်ပြီးလို့လည်းအများကြီးကျေးဇူးတင်ပါတယ်ရှင် ဗီဒီယိုချန်နယ်လေးကနေနေ့စဉ်နေ့ရက်တိုင်းမှာဝိထုကောင်းလေးတွေကိုအမြဲတင်ဆက်ပေးနေတာမို့လို့ဗီဒီယိုချန်နယ်လေးကို like and subscribe လေးလုပ်ထားပြီးတော့ဘေးနားကခေါင်းလေးလေးကိုနှိပ်ကနေတိုင်းအပိနားစင်နိုင်ပါလိမ့်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်။တာယာအေဂျင်တော်နေ့ရက်လေးဖြစ်ပါစေရှင်။